ကျွန်တော်အဲ့လိုက်ရတော့မရှက်ပါဘူးကိုကကိုဟိုတကယ်လည်းမဟုတ်နေဘူးဟိုဆိုဓာကြီးကိုရှက်ပြီးတော့လည်းမဖြစ်နေဘူးဘာဆိုရအောင်လဲစူးစမ်းနေရယ်ဟို series ရိုက်တာနဲ့ယုံကားတွေတက်တာနဲ့ကြောင်းကွာတော့ကွာလေကျွန်တော်က series မှာတောက်လျှောက်ရိုက်နေပေမဲ့ယုံကြီးကားကရိုက်ထားတာနေကားတော့ရှေ့ဒါမှမဟုတ်ပထမဆုံးတက်တာပေါ့ဆိုတော့ဒါအခုမှယုံမင်းသမီးဆိုရယ်ပုံစံမျိုးယုံမင်းသမီးကမခေါ်သေးပါဘူးအခုမှပထမဆုံးတက်တာဆိုတော့လေဆိုတော့ကျွန်တော်ကတော့မရှက်ဘူးပြောတယ် အဲ့အဲ့နေရာရအောင်လဲကျွန်တော်ကြိုးစားနေပါတယ်ဖွဲထဲမှာလည်းဒါဟိုပြောနေကြစကားပေါ့နော်ဟိုကျွန်တော်တို့ review တွေထဲမှာလည်းပါပါတယ်ဒါအစ်စ်တွေလူငယ်တွေဒီလိုမျိုး elite ဆီမှာမပါတဲ့လူတွေဝိုင်းပြီးရောပုံဖော်ထားတဲ့ကားလေးပေါ့နော်ဆိုတော့အထူးကားကတော့ကျွန်တော်တို့တွေ့ရသည်ဟိုမျိုးပညာတစ်ခုဖန်တီးရပေါ့ဆိုတော့ပောက်ဆိတ်ခြင်းနဲ့ဒါပေမဲ့လည်း ဟိုအထီးကတော့ producer တွေပတ်စံပြန်ဝင်စေခြင်းနဲ့ကျွန်တော်တို့ကိုယုံကြည်ပေးရတဲ့အတွက်ပတ်စံပြန်ဝင်စေခြင်းနဲ့အားကြောင့်လည်းကျွန်တော်တို့ကအသေးအံပေါ့နော်ဟိုနှစ်ပတ်ရဖို့ wine shop on เนี่ยနှစ်ပတ်ရလို့လည်းကျွန်တော်တို့ညဉ့်ညားကြီးထမရပါဘူးဒါမဲ့ကျွန်တော်တို့ယုံကြည်ပြီးတော့အားအားဟိုပတ်စံထုတ်ပေးခဲ့ producer တွေကိုကျွန်တော်တို့ကတကယ်ပြန်ပြီးတော့ပတ်စံရစေခြင်းလို့ဒါ wine ပြီးတော့ shop ပေးနေရပါကျွန်တော်မြန်မာပလာဇာမှာပေါ့နော်ဒီ တယ်မြန်မာ plaza ဆိုင်ပွဲကိုနှစ်ပြည့်အနေနဲ့ဒါကျင်းပတဲ့ပွဲလေးပါဟုတ်ဒါတော့စိန်နန်းတော်ရဲ့ဒီနောက်ဆုံးပေါ့ဒီဇိုင်းလေးပေါ့နော်ဆိုတော့ဒီလိုမျိုးပွဲတက်တော့လဲဒါစိန်နန်းတော်ဝေခိုင်းတဲ့အချိန်မှာပျော်ပျော်လေးနဲ့နွဲ့နွဲ့လေးလာတော့အဲဒါတော့ဟိုပွဲတက်ဆိုတော့လေဒီစိန်နန်းတော်ဆိုရယ် brand ကလည်းဒါကျွန်တော်ငငယ်လေးရတာနှစ်ရှိလာများတကယ် brand ကြီးနေနဲ့ရည်တည်လာပွဲဆိုတော့ဒီ brand အလုပ်တဲ့ပွဲဆိုတော့ကိုယ်ကလည်းနည်းနည်းခက်ခက်နက်နက်တက်ပေးရပါတော့နော်ဆိုတော့ဒီလိုလေးလှလပပလာတာ အဲဒီနေ့ကကြတော့ဒါစိန်တန်းတော့ပွဲတိုင်းမှာဒါ customer တွေကိုပေးရပေါ့နော်ဒါစိန်ဖြူနဲ့ရွှေဖြူတွေတွေကိုဒါအလဲ0%ရမှာဖြစ်ပါတယ်။နောက်ဟို discount တွေရောအများကြီးရှိရပြောရအလားဒီလာလာနေတဲ့သူတွေရောတိမှာပေါ့နော်။ဆိုတော့အများကြီးလည်းဒီစိန်တန်းတော့ဒီပြည့်သက်တွေကိုပြောရှင်းအောင်ဖန်တီးပေးနေကြဆိုတော့ဒီလေလိုက်ဝဲရတဲ့နိုင်ဝဲနဲ့ ျော်ရွှင်တဲ့ moment တွေကိုထန်းစားမှာဖြစ်ပါတယ်။အဲကျွန်တော်တို့အခုဟိုပြန်မပြောရပါဘောเนาะ။ Rider Wayne ရိုက်ထားပြန်မပြောရကအခုဆိုလုံနေနေရပေါ့။ဒါအခုဆိုရင်၄၃ရက်မြောက်ရှိပါပြီ။ဆိုတော့ဟို feedback တွေလည်းကျွန်တော်အများကြီးပြန်ကြားရအကုန်လုံးကကြိုက်ကြရဲကောင်းကြရဲဟိုပြန်မပြောရညစ်ကိုမျောလင်းနေကြရဲပေါ့เนาะ။ဆိုတော့ကြားရအရန်ဝမ်းသာပါတယ်။အခုကြည်နေတယ်မကြည့်ရသေးပြဿနာတွေရှိရင်လည်းသွားပြီးတော့ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်။ ီးကားကတော့ဒီကားတစ်ခုလုံးရဲ့ credit card ဒါ rider wayne ပေါ့နော်ဇလန်းရောဇညွန်းရောနောက် rider လောက်တယ်ပြီးသူကိုယ်တိုင် edit ပေါ့နော်ဆိုတော့ဒီကားကသူကိုယ်တိုင်ထူဆောင်ပြီးရောရှေ့ရပြေးလို့ကျွန်တော်နောက်ပါလိုက်တာဟိုကောင်းသွားတာပေါ့နော်ဆိုတော့ဒီကားလုံးရဲ့ credit ဒီ rider wayne ဖြစ်ပါတယ်ဟိုပြီးတော့သူ့အနေနဲ့ကလည်းကျွန်တော်တို့ကိုဟိုတရုတ်ဆောင်တယ်ဆိုတာချက်ပေါ့နော်တဘာဝဆန်တဲ့ဘက်ကိုသူတို့ကူစားပေးစေချင်တယ်အဲ့တော့တကားလုံးမှာပါတဲ့ကက်စတီကိုလည်းသူကသူက နှစ်ရှည်လာများသူ stock ထားတဲ့လူတွေပေါ့နော်သူဒီကောင်းမရိုက်ခင်နေသူလုံးကဲနှစ်နှစ်သုံးနှစ်လေးနှစ်လောက်ပဲသူကကျွန်တော်တို့ဒီ cash တွေကိုသူကအများနဲ့စောင့်ကြည့်နေရဒီကောင်းမှလည်းစောင့်ကြည့်ရလူတယောက်ပါတယ်လို့မျိုးကျွန်တော်တို့ကိုလည်းသူကအများနဲ့စောင့်ကြည့်ပြီးတော့မှဒီ cash ကိုသူသုံးမယ်ဘယ်ညမှာသုံးမယ်ဆိုပြီးတော့သူကပြန်ပြီးတော့ ြင်ဆင်ခဲ့တာပေါ့เนาะဆိုတော့အချိန်ယူခဲ့တာနဲ့တန်အောင်လို့လည်းဒီကားက quality အကောင်းဆုံးထွက်လာပါတယ်ဟိုအရင်ကျွန်တော်ကအကောင်းဆုံးလို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့ဟိုလုံနိုင်တဲ့ဘောင်းကိုကြော်ပြီးကျွန်တော်အများကြီးလုပ်ထားတယ်ပေါ့เนาะဆိုတော့တကယ် quality ကား တစ်ခုမှန်ကျွန်တော်တို့အားမခံနိုင်ပါတယ်။အဲကျွန်တော်တို့မှာကလေအဲ့ထဲမှာကဟိုအတားတယောက်ချင်းကတစ်ပိုင်းမဲ့ပါတာပေါ့နော်။ဒါပေမဲ့ဘသူမှလည်းဒီထဲမှာဟာမိန်မင်းသမီးမိန်မင်းသမီးမိန်မင်းသားဆိုပြီးမရှိဘူး။ကျွန်တော်ဒီတငယ်ချင်းတွေအပေါင်းပေါင်းပြီးတော့ဟိုကိုရရဲ့နေရာကျွန်တော်အကောင်းဆုံးကြိုးစားရပါတော့။တခန်းတခန်းမဲ့ဖြစ်ဖြစ်ကိုလောက်ွက်ဒီတခန်းနှစ်ခန်းရသည်မြကျွန်တော်100%အကုန်လုပ်ထားရပါတော့ဆိုတော့ဒီကားလေးထွက်လာတော့ဟိုအကုန်လုံးဒီလိုအပ်ချက်မရှိသလိုမျိုးဟို reset ကောင်းရရလို့လည်းခံစားရပါတယ် အဲအဓိကကတော့ခုနပြောဆိုပေါ့နော်ကျွန်တော်တို့ဘလောင်လုံးနိုင်လုံးနိုင်အဓိကက pre production နဲ့ post production ကအရင်အားစိုက်ထားပါပေါ့နော်အဓိကဆိုတော့ကျွန်တော်တို့အတွက်ဟိုကျွန်တော်တို့ထပ်ကိုပို့ယူတဲ့ driver ရဲ့ဥဆောင်ဦးအောင်မှာလုံးလုံးရအတွက်ကြောင့်မလို့ကျွန်တော်တို့နည်းနည်းလေးလောက်တာနဲ့အများကြီးရတယ်။ဒါဆို editing ကလည်းအရေးကြီးရအောင် edit တွေရောအတန်တွေရောကပံ့ပိုးမှုကကျွန်တော်တို့သေုပ်ဆောင်တွေအတွက်ကိုအများကြီးအထောက်ပံ့ဖြစ်စေရောလीဆိုတော့အားရပါတယ် အဲဒါကတော့ဟိုဘောအခုရုပ်ရှင်လောကမှာလည်းလေဟိုပရိသတ်တွေကတစ်ချိန်လုံးပြောကြရတယ်ပေါ့နော်ဟိုကားတွေကထက်နေတယ်ဟိုဘာလို့ပေါ့ဆိုတော့ဒီကားလေးကလည်းဒါကျွန်တော်အမခံနိုင်တာဒီဟိုနေနေချက်ပုံစံမျိုးလုံးဝမဟုတ်ဘူးမရဲအဲ့လိုဆိုတော့ဟိုပရိသတ်လက်ထက်အကြာကြီးရောက်စေချင်တာပေါ့နော်ဟိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ဆိုရင်လည်းဒါယုံမှဟို A list အတားတွေထဲမှာမပါဘူးပေါ့ဒီယုံယုံ ဖြုံကားတွေတောက်လျှောက်ရညံမင်းသားမင်းသမီးတွေမဟုတ်ဘူးအဲ့ဒီအတွက်ကိုဒီကားမျိုးကိုဒီလိုမျိုးမင်းသားမင်းသမီးတွေကို risk ယူပြီးတော့ထုတ်ရိုက်တဲ့ producer တွေကိုကျွန်တော်တို့ပတ်စံပြန်ရစေချင်တယ်အဲ့လိုဆိုတော့နှစ်ပတ်ညွန်နှင်းကြရပါတော့ဒါနှစ်ပတ်ရမရတော့ကျွန်တော်လည်းမသိသေးပါဘူးအဲယုံဘတ်တော့ဟာဟိုပေါ့ဒါကျွန်တော်တို့ပထမဆုံးတွေ့ကြုံပေါ့နော်ဟိုပရိသတ်တွေကိုကျွန်တော်နောက်ကနေတော်တော်ချောင်းနာရေရောမပြခင်ဝင်နာရေရောအစုံပဲဆိုတော့အချို့ပရိသတ်တွေကြတော့လေဟို အဓိကကျွန်တော်မှန်းထားတာပေါ့နော်ဒီကောက်လူငယ်တွေပဲလာပြီးတော့အပေးကြမယ်လို့ ဟိုနည်းနည်း expect လောက်ထားပါဘောเนาะဒါပေမဲ့တကယ်ရောက်သွားတော့လူကြီးတွေလည်းပါတယ်အတော်ကြီးတွေလည်းပါတယ်ဦးလေးကြီးလည်းပါဆိုတော့ဒါအရန်ဝမ်းသာရပါတယ်ပြီးတော့သူတို့ရဲ့ feedback တွေကလည်းအရန်ကြိုက်တယ်အရန်ကောင်းတယ်ကြည့်ရတန်တယ်ဆိုတာကြီးပဲပြောသွားကြတော့လေတကယ်ပြောတာပါအခုမှကြောပြောနေတကယ်အဲ့လိုရုံပတ်တာအကုန်အဲ့လိုပြန်ကြားရဆိုတော့အရန်ဝမ်းသာပါတယ်အာပင်မန်းနာဆိုတော့တကယ်ကားရဲ့ထုံးစံအတိုင်းပေါ့ညပတ်တွေရောများတာပေါ့เนาะဆိုတော့ကျွန်တော်ညမိတ်ဖ ೇನೆ ဟိုကျုံးမရရဲ့ရက်တွေရှိရဲ့ ဒါဟိုအရင်ထိုက်တို့အပိုင်းဆိုပူဆိုးတယ်သူတို့ဆိုတော့ဘာအထိမှတညာလုံးနေရိုက်ရမှာပေါ့ဆိုတော့ကျွန်တော်အနေနဲ့ဒီထဲမှာအပင်ပန်းဆုံးဆင်းဆိုလို့ရှိရင်အဲခေါ်ပေါ့လဖဲ့ဆိုင်ရဆင်းလေးရှိမကြည့်ရသေးရင်တော့မပြုတ်ဘူး squire ဖြစ်မှာဆိုတော့ပေါ့နော်လဖဲ့ဆိုင်ရဆင်းလေးဆိုလို့ရှိရင်ကျွန်တော်တို့ရိုက်ကူးရအချိန်တစ်ခုလုံးကိုအဲ့တဆင်းနဲ့ကိုည9နာရီ10နာရီလောက်ထဲစတဲ့ရမှာမနက်9နာရီကျော်မှပြီးရမှာเนาะဆိုတော့ကျွန်တော်ဘွားမှာအိတ်ဆင်းကရိုက်ခဲ့သမျှ series တွေမှာလည်း စ်စင်တစ်စင်ကအကြဆုံးပဲဘွားမှာလေဆိုတော့အဲ့လိုမျိုးအချိန်ပေးရတဲ့တန်အောင်လည်းတကယ်ကိုကောင်းကောင်းမွန်မွန်လေးထွက်လာပါတော့အဲ့တော့လည်းဒါ writer ရော editor ရောဟို sound design အကိုရောကျေးဇူးတင်ပါတယ်အအဓိကကလေကျွန်တော်တို့ကျတော့ဟိုနည်းနည်းဟိုနိုင်ငံဟိုဘယ်ပြောမလဲလူငယ်တွေကြိုက်တဲ့ vibe မျိုးပေါ့မရဲ့အဲ့လိုနည်းနည်း super natural နဲ့ရောက်တယ်ပေါ့အချို့ဟာကြီးကြတော့အဲ့လိုမျိုးကြတော့ဟိုလူကြီးကြီးကြတော့လေဟိုတရက်ကကြိုက်တဲ့လူလည်းရှင်မလားကျွန်တော်ကတရက်ကစစ်လည်းမဟုတ်ပြန်အောင် အတဲကမဟုတ်ပြန်တော့လူတကားလားဆိုတော့လူတကားဆက်ဆက်လည်းမဟုတ်ပြန်ဘူးကျွန်တော်တို့ကအမျိုးစုံရောတာဆိုတော့လေအဲ့တော့အဓိကကဒီလိုမျိုးကားကိုကြတော့အလိုနိုင်ငံခြားမှာဆိုရင်ကျွန်တော်တို့ကြည့်ရင်လေအိမ်မှာဆိုကျွန်တော်တို့နဲ့အကူနဲ့ကြည့်ရများတယ်အဖေမေကအဲ့လိုကားမျိုးမကြိုက်ကြဘူးကွာအဲ့လိုဆိုတော့အဲ့လိုမျိုးတွေးလိုက်မိရပါဒါမဲ့တကယ်ရုံထဲဝင်တော့ဟိုအသက်ရွယ်ဆုံးတွေးရတော့ပျော်တာပေါ့နော်ကျွန်တော်တစ်ဖက်လုံးအဲ့အဲ့ဒါပြည်သက်တွေပြောတဲ့စကားပါကျွန်တော်တို့ဖွဲ့ရထွက်တဲ့စကားမဟုတ်ပါဘူး ဒါပြိတ္တတွေကြသူတို့ကြိုင်လို့ဟိုကျွန်တော်တို့လည်း art test ခြင်းလို့ပြောတာဖြစ်မှာပါနိုင်ငံခြားက quality မျိုးတွေကြတော့ဒါတော်ပြီးတော့ကျွန်တော်တို့ဘာမှ compare လည်းမလုပ်ချင်ပါဘူးကျွန်တော်ဒါကလည်းဒီမြန်မာနိုင်ငံမှာကျွန်တော်လုံနိုင်တဲ့ဟိုဖောင်းနဲ့လုံနိုင်တဲ့ဒီအတွင်းနဲ့ရပါတော့အကောင်းဆုံးတော့လုပ်ထားပါရဲ့ဘယ်ကားနဲ့မှတော့ကျွန်တော်တို့ compare မလုပ်ပါဘူးမာရိုက်တာဆိုမြန်မာကစစ်စစ်ဆိုတော့ပြောလို့ရပါတယ်အဲကျွန်တော်တို့အဖွဲ့ကပေါ့နော်ခုနပြောသလိုမျိုးဒါဟိုလုံ ထောက်လျှောက်ရိုက်နေရုံတင်နေရတဲ့ဒါအတ္တရေတရားမှမပါဘူးဒါပေမဲ့လည်းဒီကားလေးကိုဒါပြိတ္တတေရောအခုလောလောဆယ်အမှုပညာရှင်နေအချင်းချင်းရပါဒါအဝင်းရန်ကြရပါတော့ဆိုတော့အဲ့ဒါကျွန်တော်တို့အာတက်စီခြင်းလို့ဆိုတာတကယ်ကျေးဇူးတင်ပါတယ်နားလည်းနားလည်းပါတယ်ဆိုတော့ဒီအမှုပညာရှင်တွေရောဒီပြည်သက်တွေရောရေးရဲ revenue တွေကိုတစ်ချက်လောက်ဟိုဖက်ကြည့်ကြပါဘောနော်ကျွန်တော်တို့လည်းဒါကလေသူတို့အနေနဲ့သူတို့ကြိုက်လို့ရေးကြတာကျွန်တော်တို့လည်းဘသူ့အမှလေဟို review ပြန်ရေးပြုံးတော့လို့ပြောရတယ်ဒါပေမဲ့ကောင်းတာလေးပဲရေးပြီးတော့လို့မပြောဘောနော် ဆိုတော့ဒါတကယ်သူတို့ရဲ့ honest review တွေပါဆိုတော့ပရိသတ်တွေကလည်းဒီ review လေးကိုဖတ်ပြီးတော့ကျွန်တော်တို့ကားကိုတကယ်လာအပ်ပေးစီချင်ပါတယ်တကယ်အမခံနိုင်လို့ဒီလိုပြောတာပါမဟုတ်လို့ရှိရင်လည်းဟိုလာမကောင်းတဲ့ကားကိုမိုင်းကောင်းတယ်ပြောပြီးတော့ဒါကြည့်ပြမှာနှစ်ကားကြီးကပေါ်ကားကြီးဆဲခံရမှာဆိုတော့ဒါကျွန်တော်ပဲဆဲခံမှာလေဒါတကယ်ဟိုအာထုတ်ထားလို့ဟိုတကယ်ပြောရရပါတော့ဆိုတော့လာအပေးဖို့လည်းဖြစ်ပေါ်ပါရဲ့။ဟာကိုထုံးကကျွန်တော်တစ်ဖွဲ့လုံးထားပြီးကရော့ချင်းနေနဲ့သွားကရော့တော့မှာတကယ်တကယ်ကရော့မှာအကုန်လုံးပြောထားတယ်။ ျွန်တော်တို့ထပ်တောင်မှသူကလေကျွန်တော်တို့ကောက်ဖြစ်စေအောင်မြင်စေချင်တာမို့နော်ဒါကိုထုံးလည်းဒီနေ့ကနေတကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဘာ post မဆိုလေတင်လိုက်ပြီဆိုတမင်းနဲ့တွေ့ကိုထုံးက share ပြတာအဲ့လိုကျွန်တော်တို့လေအဲ့လိုသူများ review အောက်မှာ thank you တော့ like ရဲ့အစကိုထုံးကအကုန်လုံးဖတ်တာဆိုတော့တကယ်ပါမသိကိုထုံးကထောက်လုပ်သူကြီးကြညာမယ်တကယ်ကျေးဇူးတင်မှုကောင်းတယ်သူ့ရဲ့လေစေတနာကိုကိုထုံးကလေဟိုအရင်ကတည်းက तू က သူ့ရဲ့လောက်ဖော်ခိုင်ဘက်တွေကျွန်တော်တို့လိုကလေးတွေပေါ့နော်သူနဲ့ယင်းကြီးရဲ့ကလေးတွေရဲ့အလုပ်တွေမှန်သမျှသူက sharing လုပ်ပြီးတော့ကူညီနေကြပေါ့နော်ဟိုသူ့အတွက်ကတော့ဒါဟိုသူ့ရဲ့ညီကိုမှသမားရဲ့သူက supporting အများလုပ်ပြီးသားပေါ့ဟိုယင်းနဲ့ဒါပေမဲ့ဒီကောက်ကြသူကသူအများကြိုက်တယ်လို့ပြောတယ်သူတကယ်ကြိုက်တယ်တကယ်ဖြစ်စေချင်လို့သူကဟိုထောက်ရှောက်ပါမသိသူပါလို့ပဲလေအဲ့လိုမျိုး အရန်အားပေးရပါတော့အဲတကယ်ကိုတစ်ခွေလုံးကအမြဲတမ်းပြောတာကိုထွန်းကကျေးဇူးရှင်သွားကြတော့မှဒါပြင်ငါတို့သွားကြတော့မယ်ဆိုပြီးတော့အမြဲတမ်းပြောတာအကိုထွန်း review ရှိရေးထားတယ်အဲ့ဒါဖတ်ရပထမကျွန်တော်တို့ဒီ pressure ပြီးတော့အိမ်ပြန်ရောက်ချင်းဖတ်ရ review ကိုထွန်း review ပဲဆိုတော့သူတော်တော်ကြီးသဘောကျတယ်ဆိုတော့တအားဝမ်းတာပါရဲ့ဟုတ်တယ်အဓိကကလေဟိုဘောသူဒီထဲမှာလည်းသူနဲ့ ုခင်းတဲ့တကယ်သူမောင်နှမတွေလည်းပါတယ်ပေါ့နော်အဲ့လိုပါတာအပြင်ကမှ तू ကဒီကားကို तू ကြိုက်ကိုကြိုက်လို့ဆိုပြောပြောတယ်ပေါ့နော်ဆိုတော့ကိုထွန်းလိုမျိုးတကယ် influence ဖြစ်တဲ့ဟို public figure တယောက်ပါသူလိုအားပြောကျွန်တော်တို့အားရှိရပါဘာတကယ်သွားကြောတကယ်တကယ်သွားကြောကျွန်တော်ကျွန်တော်ဇက်မှာကျွန်တော်ဇက် list ထဲမှာနောက်ဆုံးမှာအခုကစူးစမ်းနေတုန်းမှာဟုတ်ကဲ့ဟုတ်ကဲ့တငယ်ချင်းတွေကဝင်းရရပေါ့နော်ဘာလို့လဲဆိုတော့ဟိုသူတို့ကျွန်တော်ဒီလို ရုပ်ဆောင်နေဆိုရတယ်လေဟိုအခုကိုကားလေးဆိုရင်လည်းဒါပြိတ္တတွေကြီးစိတ်ချင်တာပဲကျွန်တော်တို့ pressure တော့မှာဆိုလည်းကိုတငယ်ချင်းတွေလာစေချင်တာပဲပေါ့နော်ဆိုတော့အဲ့လိုလေးတွေးဖြစ်ပြီးတော့ဟိုတငယ်ချင်းတွေပွဲဆိုလည်းကျွန်တော်မရမကအငင်းသွားသွားလိရှိပါတယ်အားနဲ့ဆိုရလေဒီဒီစကားကကျွန်တော်တို့ဒီအဖွဲထဲမှာလည်းဒါဟိုပြောနေကြစကားပေါ့နော်ဟိုကျွန်တော်တို့ review တွေထဲမှာလည်းပါပါတယ်ဒါအစ်စ်တွေလူငယ်တွေဒီလိုမျိုး elite ဆီမှာမပါတဲ့လူတွေဝိုင်းပြီးတော့ပုံဖော်ထားတဲ့ ကားလေးပေါ့နော်ဆိုတော့အဓိကကတော့ကျွန်တော်တို့တွေးရသည်ဟိုမျိုးပညာတစ်ခုဖန်တီးရပေါ့ဆိုတော့ပောက်စေခြင်းနဲ့ဒါပေမဲ့လည်းဟိုအဓိကတော့ producer တွေပတ်စံပြန်ဝင်စေခြင်းနဲ့ကျွန်တော်တို့ယုံကြည်ပေးရအတွက်ပတ်စံပြန်ဝင်စေခြင်းနဲ့အားကြောင့်လည်းကျွန်တော်တို့ကအသေးအံပေါ့နော်ဟိုနှစ်ပတ်ရဖို့ wine shop all เนี่ยနှစ်ပတ်ရလို့လည်းကျွန်တော်တို့မျိုးပညာကြီးထပ်မရပါဘူး ဒါမဲ့ကျွန်တော်တို့ယုံကြည်ပြီးတော့အာအာဟိုပတ်စံထုတ်ပေးခဲ့ producer တွေကိုကျွန်တော်တို့ကတကယ်ပြန်ပြီးတော့ပတ်စံရစေခြင်းလို့ဒါဝိုင်းပြီးတော့ဆော်ပေးနေရပါအခုလည်းဟိုနှစ်ပတ်ရမရကတိတ်မတိချာဘူးကွနော်အဲကျွန်တော်တို့နေနဲ့ဟိုအားတော့နေအားငယ်ရပါနော်အားတော့ငယ်တယ်ဒါမဲ့လည်းအခုဘာပြောမလဲ writer တွေကတော့အားပေးပါတယ် producer တွေကလည်းအားပေးပါတယ်နှစ်ပတ်ရရမရရပါဘောနော်ကျွန်တော်တို့စူးစမ်းထားတဲ့ဟာတွေကအမှုပညာကျမ်းပါတယ်ဆိုတော့အဲ့ဒါနဲ့ပဲကျွန်တော်တို့အားတင်းပြီးတော့ဆက်ပြီးတော့စူးစမ်းနေပါတယ် အဲ့လစ်မဟုတ်လို့ကိုကိုတိုင်းလည်းပြောတာလေဆိုတော့ကျွန်တော်ကအဲ့ဒါကြီးကိုတော့မရှက်ပါဘူးကိုကကိုဟိုတကယ်လည်းမဟုတ်နေဘူးဟိုဆိုတော့ဒါကြီးကိုရှက်ပြီးတော့လည်းမဖြစ်နေဘူးဘာဆိုရအောင်လည်းစူးစမ်းနေတယ်ဟို series ရိုက်တာနဲ့ယုံကားတွေတက်တာညောင်ကွာတော့ကွာလေကျွန်တော်က series တွေမှာတောက်လျှောက်ရိုက်နေပေမဲ့ယုံကြီးကားကရိုက်ထားလေးကားတော့ရှေ့ဒါမှမဟုတ်ပထမဆုံးတက်တာပေါ့ဆိုတော့ဒါအခုမှယုံမင်းသမီးဆိုရယ်ပုံစံမျိုးယုံမင်းသမီးကမခေါ်သေးပါဘူးမှအခုမှပထမဆုံးတက်တာဆိုတော့လေဆိုတော့ကျွန်တော်ကတော့မရှက်ဘူး ပြောတယ်အဲအဲ့နေရာရောက်လဲကျွန်တော်ကြိုးစားနေပါတယ်အဲဒီဒါကျွန်တော်ဒီစိန်နန်းတော့ပွဲလေးပေါ့နော်အဲကျွန်တော်ရဲ့နောက်ထပ်အခြားအနုပညာရှင်တွေအများကြီးဒီမှာလာပြီးတော့ပရိသတ်တွေနဲ့ဒီလိုတွေ့ဆုံနေရဖြစ်ပါတယ်ဆိုတော့ဟိုလာပြီးတော့လည်းအပိတ်ကြပါအောင်နောက်ပွဲလည်းတောက်လျှောက်လုပ်ဖို့ရှိရဆိုတော့လိုက်ပြီးတော့အပိတ်ကြပါအောင်ဒီမှာလည်း promotion တွေအများကြီးနဲ့ဒါအနုပညာရှင်တွေအများကြီးနဲ့အတူတူပူးပေါင်းပြီးတော့ဖြော်ပြရဲ့ပွဲလေးဖြစ်ပါတယ်အဲ့လိုဆိုတော့နောက်ပွဲနောက်ပွဲမှာလည်းစိန်နန်းနောက်ပွဲမှာလည်းတွေ့ချင်ပါတယ်နောက်ပြပြန်မပြောရအောင်လည်းအပိတ်ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်